ထိုင်းလွတ်တော်မှာအတိုက်ခံတွေကဝင်းကြီးချုပ်ပေတိုနန်ကိုဆွဆဲပစ်တင်တဲ့စကားစစ်ထိုးဝယ်မတိုင်မီအစိုးရအဖွဲ့ရဲ့အားနည်းချက်အားသာချက်တွေရှိနေကြောင်းလေးလာသူတွေကပြောကြားခဲ့တယ်လို့ဘန်ကောက်ပို့စ်မှဖော်ပြခဲ့ပါတယ်။ပေတိုနန်ကတော့စကားစစ်ထိုးဝယ်မှာမေးခွန်းအလုံးကိုဖြေဆို့ဖို့ပြင်ဆင်ထားပြီးဝင်းကြီးတွေကလည်းသူတို့ရဲ့တက်ဆိုင်ရာကဏ္ဍနဲ့ပတ်သက်ပြီးမေးခွန်းတွေကိုဖြေကြားသွားလိမ့်မယ်လို့ပြောကြားခဲ့ပါတယ်။ ပေတုံတန်းနဲ့အတိုက်ခံတွေရဲ့စကားစစ်တိုးပွဲကိုမတ်လ24ရက်နဲ့25ရက်မှာနှစ်ရက်ကြာပြုလုပ်သွားမှာဖြစ်ပါတယ်။အတိုက်ခံတွေကပေတုံတန်းကိုကောင်းဆောင်မှုကဏ္ဍမှာအားနည်းချက်တွေရှိနေပြီးသူ့ရဲ့အဖခင်ဖြစ်သူဝင်းကြီးတုတ်ဟောင်းတပ်စင်ကိုအစိုးရအဖွဲ့အားထိန်းချုပ်ခွင့်ပြုထားကြောင်းဆွဆွဲခဲ့ပြီးနောက်ပေတုံတန်းကိုအယုံကြည်မရှိအဆိုတင်သွင်းခဲ့တာဖြစ်ပါတယ်။အဲ့ဒီဖြစ်စဉ်ဟာ2023ခုနှစ်စက်တင်ဘာလကအာဏာရလာခဲ့တဲ့ဖြူချိုင်းပါတီဦးဆောင်တဲ့အစိုးရအဖွဲ့ကိုအတိုက်ခံပြီးသူ့ပါတီ PP ကတင်သွင်းတဲ့ပထမဆုံးအယုံကြည်မရှိအဆိုဖြစ်ပါတယ်။ပေတုံတန်းဟာအတိုက်ခံ တွေရဲ့ဆက်ဆက်ချက်တွေကိုထိထိရောက်ရောက်တုံ့ပြန်နိုင်စွမ်းရှိမရှိနဲ့နိုင်ငံကိုဥဆောင်နိုင်စွမ်းရှိမရှိကိုအများကစောင့်ကြည့်နေကြတာဖြစ်ပါတယ်။အဲ့ဒီစကားစစ်ထုတ်ပွဲမှာဖြတ်သိမ်းခံခဲ့ရတဲ့ Move Forward Party MFP ရဲ့အဖွဲ့ဝင်တွေအသစ်ဖွဲ့ထားတဲ့ PP Party အတွက်လည်းအစိုးရအဖွဲ့ကိုအတိုက်ခံလုပ်ဖို့မြင်မြတိစွမ်းဆောင်နိုင်ခြင်းရှိမရှိကိုလည်းစမ်းသက်ချက်တစ်ခုလိုဖြစ်လာလိမ့်မယ်လို့လေ့လာသူတွေကပြောကြားခဲ့ပါတယ်။ အတိုက်ခံပီပီပါတီခေါင်းဆောင်ဖြစ်တဲ့နတာပွန်ရှူရန်ပညာဝိတ်ကတော့အဲ့ဒီစကားစစ်ထိုးပွဲမှာနိုင်ငံရေးအထက်မိသားစုအကျိုးစီးပွားကိုရှေ့တန်းတင်တဲ့ Future Time ပါတီကိုဝေဖန်ဖို့အာရုံစိုက်လှုပ်ဆောင်သွားမယ်လို့ပြောကြားခဲ့ပါတယ်။ပြန်လည်ပြင်ဆင်ထားတဲ့အယုံကြည်မရှိအဆိုပြုချက်အရာအတိုက်ခံတွေအနေနဲ့လိုအပ်လာပါကဝင်ကြီးချုပ်ရဲ့မိသားစုနဲ့ဆက်နွယ်နေတဲ့အခြားပုဂ္ဂိုလ်တွေကိုစေနွေခွင့်ပြုလာကြောင်းမိသားစုဝင်တဦးဆိုတဲ့အသုံးအနှုန်းတစ်ခုလည်းမဟုတ်ပဲစကားစစ်ထိုးစဉ်အတွင်းဝေါ်ဟာရအများပြားကိုကြားရလိမ့်မယ်လို့သူကထပ်လောင်းပြောကြားခဲ့ပါတယ်။ရခင်ကအယုံကြည် ီမရှိအစိုးရရဲ့အဆိုပြုချက်မှာတဆင်မီကိုပါတိုက်ရိုက်ထက်သင်ချပင်မဲ့လေနောက်ပိုင်းမိသားစုဝင်တအူးဆိုတဲ့ဝေါ်ဟာရကိုသာတုံးလုံးခဲ့တာဖြစ်ပါတယ်